ဒါကြောင့်ကျွန်တော်အသက်ကအခုမှ29ကျော်ပဲရှိဒါပေမဲ့လူတွေကကျွန်တော်ကိုကြိုဆိုကြအဲ့ဒါကျွန်တော်ကောင်းကောင်းကြီးသိတယ်သူတို့ကျွန်တော်ကိုကြိုဆိုနေတာမဟုတ်ကျွန်တော်အထဲမှာဝန်ခံခဲ့တဲ့ဖခင်ရဲ့နှုတ်ကပတော်ကိုသူတို့ကြိုဆိုနေတာအခုချိန်မှာကျွန်တော်ကိုဖခင်သုံးနေတယ်ဖခင်ချီးမြှောက်တယ်လို့ပြောရတယ်ကျွန်တော်မခံရင်ဝင့်ဘူးဘာကြောင့်လဲဆိုကျွန်တော်ဖခင်သုံးနေဆိုတဲ့စကားကျွန်တော်ဘက်ကလည်းပြောမထွက်ရက်ဘာလို့လဲဆိုဂျေဇုတော်ကြောင့်ကျွန်တော်ကအဖို့ကပေးနေရတာငါ့ကိုဖခင်သုံးနေပါတယ်ဘလို့သုံးနေပါလဲဘက်ကလည်းပြောရည်ဘာကြောင့်လဲဆိုဖခင်ကဂျေဇုတော်ကြောင့်သုံးနေတာလေ ျွန်တော်ဒါမာနကြီးလို့ရှိရင်ကျွန်တော်ရဲ့နောက်မှာကျွန်တော်ထက်တော်ရလူကြီးအများကြီးရှိတယ်မနာမကြီးရဲ့ကျွန်တော်အဖေအမေတွေရွေးချယ်တဲ့အတိုင်းသားတပည့်တွေမှာပုံစံပေါ်လာသိပ်ပေါ်တယ်သိပ်ပေါ်ဒါကြောင့်ဒီနေ့ဒီမှာရှိတဲ့ညီကိုမနမတို့ပြောချင်တာလောကကြီးမှာကွာငါမားတာဘာဖြစ်လဲဘယ်ကောင်းမှခယူဆိုင်ဆရာမလို့ဘူးဆိုတဲ့စကားမပြောနဲ့အဲ့ဒီစကားကအင်မတန်မှမယူရဲစံပြီးအတကြီးတယ်လို့ခေါ်ညံမရှိတဲ့သူပြောလို့ခေါ်တကယ်တော့လေတင်မလို့ရှင်တင်တယောက်တည်းထိခိုက်တာမဟုတ် အယတမအတာသမီးဆိုတော့လောကထဲမှာဘယ်လိုခေါ်ခြင်းလဲလက်ကွက်ထဲမှာတော့မလီမူရစီဝါတာသမီးဆိုရင်ဘယ်လိုကြည့်လဲတန်တရားနဲ့လည်းပချိန်ငါရဲ့အိတ်လာခိုးလည်းမသိဘူးပချိန်ငါအိမ်ကဟာလာခိုးလည်းမသိဘူးတန်တရားနဲ့ကြည့်တယ်မဟုတ်လားနော်တင်မှလို့ရှင်တင်တက်ရထိခိုက်တာမဟုတ်တင်ရတားစင်မြေဆက်ထိခိုက်ဒါပေမဲ့နှုတ်ကပတော်နဲ့ရွေးချယ်ထားတဲ့သူကိုကြတော့ခေါ်ထင်တာငါအိမ်နဲ့လာပါဟုတ်လားငါစီလာခဲ့တားစင်မြေဆက်ကောင်းကြီးဖြစ်တာကြည့်လူတိုင်းကလည်းကြိုးဆိုးနေတာလေး နှုတ်ကပတော်ရှိတဲ့သူကိုကြိုးဆိုချင်တာအဲ့တော့ကျမ်းစာလေးတစ်ချက်ဖတ်ချင်တယ်ထမရရအခန်းကြီး20အငယ်9အကြောင်းမူကားတင်ဤဖျားတခင်ငါသာရဖျားသည်တင်၌အပြစ်ရှိသည်ဟုယုံလွယ်သောဖျားငါကိုမုံတော်သူတို့ဤအမျိုးအစဉ်အဆက်တတိယအဆက်စတုထအဆက်တိုင်အောင်အပါတို့ဤအပြစ်ကိုတာတို့၌ဆက်ပေးစီရင်သောဖျားကြည့်ကျွန်တော်တို့တစ်ခါပဲမှားလို့ရှိရင်ကျွန်တော်တို့ရဲ့နောက်မျိုးဆက်50ခံရနိုင်လို့ကျမ်းစာမှာပြောထားတယ် ။ဒါကြောင့်ငါမိုင်းဘာဖြစ်လဲ။ငါငါငါမငါငါဖျားနဲ့မမငါနဲ့ဖျားနဲ့ရွှဲမယ်ဆိုတော့ဒါလုံးဝညံမဲတဲ့စကားပဲ။တင်မိုင်းဘူးခံရမလဲ။သားစင်မြေဆက်လေးဒီမှာကြည့်တဲ့သူတွေလူပြိုကြီးတွေလူပြိုအပြိုအဲအကုန်လုံးအိမ်ထောင်မပြုတ်မဲ့ရုပ်လည်းမဟုတ်ရရင်ယူမှာလေ။ဟုတ်တယ်မလား။အဲ့တော့နောက်မျိုးဆက်တွေဖြစ်လာအောင်မလားကျွန်တော်တို့လေ။ရှိလာအောင်မလား။ရှိလာအောင်ပါပဲလေ။ရှိလာအောင်မဲ့အခါကြလို့ရှင်ကိုကဒီအချိန်နေမှာဖះကိုမရွေးချယ်ထားပဲနဲ့လောကအရာကိုရွေးချယ်ထားလို့ရှင်ကိုတာရမီကောင်းကြီးဖြစ်မလား ဖြစ်ဘူးဖရာတခင်ရဲ့နှုတ်ကပတ်တော်နဲ့တိဆောက်ထားလို့ရှင်ကိုတာရမီကောင်းကြီးဖြစ်တယ်เนาะကိုတာမီကောင်းကြီးဖြစ်တယ်အဲ့တော့အစ္စလမ်ဘာသာမှာလေအတူယူစရာကောင်းတာတစ်ခုရှိတယ်အဲ့ဒါကျွန်တော်မြေကျနာရမှုယောက်ကမှနေတော့ကျွန်တော်ယောက်ကဘေးနားလူတွေအားလုံးကအစ္စလမ်နေများတယ်ဒါနဲ့မနေ့အစိုးရကျွန်တော်တရက်နိုးတော့ဟာအဲ့အစ္စလမ်မိဘတွေကလေကလေးငငယ်လေးပဲရှိသေးတယ်အဲ့ဒီကလေးတွေကိုဆိုက်ခဲ့ဖို့တင်းထွက်ထွက်သွား တယောက်တည်းလည်းမဟုတ်တခြားအိမ်တွေလည်းအဲ့တိုင်းထွက်တော့ဘာလို့ထွက်တော့လဲပေါ့ကျွန်တော်တိဒါနဲ့ကျွန်တော်တရက်ကျတော့လိုက်ကြည့်တော့ဟာသူတို့ကလေးတို့သူတို့ကလေးသူတို့ရဲ့ဘုရားเจ้าကိုခေါ်ရတာဘလီကိုခေါ်သွားပြီးမှတရားခံယူခိုင်းငငယ်လေးပဲရှိသေးတယ်ကျွန်တော်တို့ဆိုရင်အလောက်ငယ်တဲ့ကလေးကိုမနှက်ဆိုရင်မနိုးပါဘူးအိပ်ပါစေအေးဝါအောင်အိပ်ပါစေဟုတ်တယ်မလားဘုရားเจ้าနဲ့ကျူရှင်နဲ့ဆိုရင်တော့မှကျူရှင်ပို့တယ်တိုက်သွားလို့ရှိရင်လေပညာရေးအရေးကြီးတယ် ဝိညာဉ်ရေးဆိုတာမသေးမချင်းလုပ်လို့ရတယ်သူလားဒါမှမဟုတ်အစ္စလာမ်နေမရဘူးသူတာဓမီကိုဘယ်ပို့လဲဘယ်လီပို့လဲကြည့်သူရဲ့တရားကိုခံယူခိုင်းတယ်သူရဲ့တရားတွေကိုလေ့လာခိုင်းတယ်အဲ့တော့အရွယ်တစ်ခုကိုရောက်လာတဲ့အခါမှာ73နှစ်လောက်အစ္စလာမ်ဘာသာဝင်ကလေးတယောက်ကလေသူ့ကိုမင်းနော်မင်းရဲ့ဘာသာကိုစွန့်မလားအသေးခံမလားလို့ပြောရင်ဒီကလေးကလေ73နှစ်ပဲရှိသေးရင်တော့မှငါအသေးခံမယ်ငါရဲ့ဘာသာကို ။အမစွန်းတော့ခုခိုင်ခန့်သွားတာအတွင်းထဲမှာ။ဘယ်ကျွန်တော်တို့ခရိယန်တွေကခရိယန်ကတခြားဘာသာပြောင်းသွားလိုက်။တခြားဘာသာကနေခရိယန်နဲ့ဝင်လာလိုက်။ဒီကြားထဲမှာပြောသေးတယ်။ခရိယန်နဲ့ဝင်ချင်လို့လေ။ဘာဖြစ်လို့လဲ။ခရိယန်နဲ့ဝင်လာစားရတယ်လို့ပြောတယ်။ဘာလို့ပြောလိုက်လဲမသိဘူး။ကျွန်တော်လည်းပြောတယ်။နင်ခရိယန်နဲ့ဝင်လာစားတော့ရမှာမဟုတ်ဘူး။ငါလည်းနင်ဘာမှမပေးဘူး။နင်မတော်တဆခရိယန်တွေဝင်ခဲ့လို့ရှိရင်နေလုတ်တဲ့အလုတ်ရဲ့ဆယ်ပုံတပုံတော့ငေါ့ပြန်ပေးရမှာလို့ပြောတော့ဟာဒါဆိုဝင်တော့ဦးလေတို့လည်းတာမျိုးလာနော်အဲ့တော့ကြည့်လေ ခိုင်ခတ်မှုမရှိဟိုပြောင်းဒီပြောင်းဒီရွှေ့ဆိုတာငယ်ကလေးကနေပိဆောက်ထားခြင်းမရှိလို့ခုဒီမှာရောက်နေတဲ့ညီကိုမနှမတို့ငယ်တုန်းကကိုပိုင်းပိဆောက်ခဲ့လေကိုကိုအတီးဆုံးမိဘတွေဘာနဲ့တိဆောက်ပေးခဲ့လဲရံဖြစ်တာနဲ့ပဲတိဆောက်ပေးခဲ့မူရစေဝါနဲ့အချီတဲ့အတိုင်းဝန်းမှာပဲတိဆောက်ပေးခဲ့တယ်မဟုတ်ဘူးဒါကြောင့်အခုလည်းတည်အခြေအနေပဲလေဒါဆိုမိဘရဲ့ရွေးချယ်မှုကတာသမီမှာအများကြီးတက်ဆိုင်လားတက်ဆိုင်နဲ့အဲ့တော့အရင်ကကျွန်တော်တို့မိဘတွေကမသိခဲ့ဘူးလေသူတို့က သိခဲ့ဘူးသူတို့ကသူတို့ကသူတို့ဘာသူတို့လောက်ဆရာရှိရလောက်ပြနှုတ်ဘတ်တော်လည်းမတိဘူးဒါပေမဲ့ကျွန်တော်တို့အလဲရောက်လာပြီအခုကျွန်တော်တို့လည်းရောက်လာတဲ့ခါမှာကျွန်တော်တို့ကနှုတ်ဘတ်တော်ကိုတိသွားပြီတိသွားပြီဖြစ်တဲ့အတွက်ကြောင့်နှုတ်ဘတ်တော်ကိုကျွန်တော်တို့ရွေးချယ်ဖို့လိုအပ်တယ်နော်ကျမ်းစာတစ်ခုထပ်ဖတ်ခြင်းနဲ့အဲ့ဒါထမောက်ရအခန်းကြီး20အငယ်6မှာပဲငါကိုချစ်၍ငါပညာတို့ကိုကျင်တော်တူတော်ဤအမျိုးအစဉ်ဆက်အထောင်အတောင်းတိုင်အောင် ကယုနာကိုပြတော်ဖရာဖြစ်၏ဖရာရဲ့နှုတ်ကပတ်တော်ကိုရွေးချယ်တဲ့သူရဲ့တာဓမီမျိုးဆက်ဘလောက်လဲအထောင်နဲ့အတောင်းနဲ့ကြည့်မရွေးချယ်ဘဲနဲ့ဒီတိုင်းတတ်ရှင်တဲ့သူရဲ့တားဆင်မျိုးဆက်ကဘလောက်လဲတတိယဆက်40ပဲခံရတာဒါပေမဲ့ဖရာကိုရွေးချယ်ရင်ကြတော့အထောင်အတောင်းကြည့်နော်ဖရာကကယုနာလက်ကြီးတဲ့ဒံခတ်တာနဲ့ဂျေဆုပြုတာနဲ့ဘုရားပုံများဂျေဆုပြုတာပုံများ ျွန်တော်တို့အလဲရောက်လာပြီကျွန်တော်တို့မိဘတွေတုန်းကဘုရားကိုမရွေးချယ်ခဲ့ခြင်းကြောင့်ဒီအချိန်မှာဝိညာဉ်ရနဲ့ပတ်သက်တဲ့အရာတွေကျွန်တော်တို့မရိတ်သိမ်းရဘူးလေဟုတ်တယ်မလားဒါပေမဲ့ကျွန်တော်တို့အလဲကြလို့ရှင်ကျွန်တော်တို့တားတမီတွေကျွန်တော်တို့တားစင်မြေဆက်တွေကဝိညာဉ်ရရနဲ့ပတ်သက်တဲ့ကောင်းကြီးမင်္ဂလာတွေရိတ်ကိုရိတ်ရမယ်ကျွန်တော်တို့တည်တယ်လေတည်တယ်လေဟာနှုတ်ကပတ်တော်ကမျောလင့်ချက်မဲ့သူကိုမျောလင့်ချက်ရှိစေတယ်နှုတ်ကပတ်တော်ကကြာရှုံးတဲ့သူကိုအောင်မြင်စေတယ်ကျမ်းစာထဲမှာ လူတာဝတ္ထုရှိတယ်အဲ့ဒီမှာဧဒလာလူမျိုးတွေမိသားစုတစုသူတို့တိုင်းပြည်မှာအစာခေါင်းပါတော့မောဘပြည်ကိုရောက်သွားတယ်မောဘပြည်ကိုရောက်သွားတဲ့အခါမှာသူတို့ရဲ့သားနှစ်ယောက်ဟာမောဘပြည်မှာရှိတဲ့မယုံကြည်သူတွေနဲ့အိမ်ထောင်ကျသွားတယ်နော်အိမ်ထောင်ကျတဲ့တောက်ကြတဲ့အခါตาเนี่ยเอาแล้วตีตัวได้ปิงไอ้ทองอุซิဖြစ်တဲ့ဖခင်လဲตีตัวได้အဲ့တော့အိမ်မှာ မုတ်ဆုံးမတုံယောက်ကြံခဲ့ပါတယ်။ဒါနဲ့ဣသလတိုင်းပြည်ကိုဖျားတခင်ကပြန်ပြီးမှကြီးစုကြွပြီးမုတ်တွေပြန်ပေးတယ်လို့ကြားတော့နောမိလေပြန်မယ်။သူပြန်ခံနေမှချွေးမနှယောက်ကိုခေါ်ရလာခဲ့။ချွေးမနှယောက်ရဲ့နာမည်ကရူတာနဲ့အော်ဒဘာတဲ့။သူတို့နှယောက်ကိုခေါ်ပြီးတော့ပြောတယ်။ကဲလာသမီးတို့သမီးတို့နှယောက်ကိုပြောစရာရှိ။ဘာပြောမှလဲဆိုတော့အမေအမေတိုင်းပြည်ကိုပြန်တော့မယ်။အဲ့တော့သမီးတို့လည်းအွေရကောင်းသေးတယ်။ အိမ်ပြန်ပြီးတော့အိမ်ထောင်ပြုကြနော်လင်ကောင်းตาကောင်းရနိုင်သေးတယ်ဘဝကိုတတရာတိဆောက်နိုင်သေးတယ်ပြောတော့ချွေးမနှစ်ယောက်ကလေငိုတယ်ရောက်မှနောက်ပဲလိုက်မယ်ပြောရောနော်အပြစ်မှာတော့အဲ့လိုမဟုတ်ဘူးလေနည်းနည်းလေးစိတ်ကောက်ပြလိုက်ရတယ်အထုပ်ဆွဲပြီးစင်းမယ်ဆိုတာ ਈ ပဲဟုတ်လားချွေးမနှစ်ယောက်ကမှအပြစ်မှမတည့်ဘူးဒါပေမဲ့ចန်းစာထဲမှာရှိတဲ့ရူတာနဲ့အော်လဘကတော့သူရဲ့ရောက်မှဖြစ်တဲ့နောမီကိုအရင်ချစ်တာမခွဲနိုင်ဘူးတဲ့မခွဲနိုင်ဘူးလိုက်ခဲ့မယ်ဒါနဲ့ တယောက်ချင်းစီကိုပြောတယ်ကဲဩရဘပြန်လိုက်ဘာဖြစ်ဖြစ်နေဒီမှာအရွယ်လည်းကောင်းသေးတယ်ငါညီတို့ကိုထပ်ပြီးတော့ပေးစားစရာတားလည်းမရှိတော့ဘူးမတော်လို့ကွာငါယောက်ျားပြန်ယူပြီးတော့ခလေးပြန်မွေးနေအောင်အဲ့ခလေးကြီးတဲ့အထိနင်းလဲစောင့်နေမှာမဟုတ်ဘူးအဲ့တော့ပြန်တော့လို့ပြောတော့ဩရဘကပြန်သွားတယ်အဲကျန်းသာမအဲ့လိုရေးထားတာလीဟာဒါနဲ့တယောက်ကြံတယ်ရူတာရူတာနင်းမပြန်ဘူးလားမပြန်နိုင်ပါဘူးအပြန်လေးဘာဖြစ်လို့မပြန်တာလဲနော်နင့်ကိုငါပြန်ခိုင်းနေပြီအခွင့်အရေးတွေပြီးတာ မပြန်ဘူးဘလောက်မောင်းထုတ်မောင်းထုတ်မပြန်တခင်ရှိတဲ့အရက်မှာကျွန်မရှိမယ်တခင်သွားတဲ့နေရာကျွန်မသွားမယ်နောက်ဆုံးတခင်ကိုးကွယ်တဲ့ဖခင်ကကျွန်မရဲ့ဖခင်ဖြစ်ပါစေတကယ်တော့ရူတာဆိုတာတပားအမျိုးသားအသက်ရှင်တဲ့ထာဝရဖခင်ကိုမကိုးကွယ်ဘူးသူတို့ကတခြားဖခင်သူတို့ကိုးကွယ်တာဒါပေမဲ့နော်မီရဲ့ကိုးကွယ်တဲ့ဖခင်ကို तू ဘာလို့မလဲ तू ကိုးကွယ်မယ်တဲ့ तू ကပြောတာ ီဖျောက်ပဲရွေးချင်မယ်နောက်ဆုံးกว่าရောက်ခမနဲ့ကျွန်တော်ရဲ့ဂျာတယ်မှာတေချင်းမတပါတခြားအရာမခွဲกว่าစီရဟောကြိမ်မိမောက်ရောက်ခမနောက်ကိုလိုက်တာကြည့်နော်ရောက်ခမနောမီစီမှာညွန်နေချက်ပါရှိလေဘာမှမရှိမုတ်ဆိုးမဟိုရောက်သွားလို့ရှိရင်လဲရစရာပါရှိလေဘာမှမရှိဟိုကပဲအကျွေးပြန်တောင်းရင်တောင်းမှာဒီလောက်ညွန်လင်းချက်မရှိတဲ့နောမီနောက်ကိုသူရွေးချယ်ခဲ့တဲ့အရာဘာတို့လဲနောမီကိုကိုွယ်တဲ့ ဖရာသာဝရဖရာကကျမရဲ့ဖရာဖြစ်ပါစေ။ဟာဒါနဲ့နောမီကကျမ်းစာထဲမှာရေးထားတယ်။သူရဲ့ချွေးမခိုင်ခန့်နေတယ်ဆိုတာကိုသိတဲ့အတွက်ကြောင့်မပြောဘဲတက်တိတ်ကလေးနေလိုက်တယ်။ချွေးမလေးကိုခေါ်ပြီးတော့အေဂျလာတိုင်းပြန်ရောက်လာတော့ရွာထဲဝင်တုံးမဲရှိသေးတယ်။ရွာထဲကလူတွေကဝိုင်းနှုတ်ဆက်တယ်။ဟာဒါနောမီမလားကြည်လေနော်လူဆိုတာငရုပ်ဆိုတာဘယ်တော့မှမပြောက်ဘူးလေ။နော်ငရုပ်ကတကယ်မပြောက်ဘူး။ဘလောက်ပဲအဝေးခွဲသွားခွဲသွားပြန်လာရင်မမိရလေသူက။ နော်ကိုရွာလူကအတိဆုံးငေးရုပ်အောင်မင်းအရင်တော့လေဒီမှာဒီရက်ဆိုင်တောင်းတာလေးမှာအခုမှအမဲဆရာကြီးလိုလိုဘာလို့လဲစမ်းစာဥကင်တာအရင်တော့မင်းဒီရက်ဆိုင်မှာမင်းတောက်ခဲ့တာမင်းငါစီကတော့အကျွေးယူသွားတည်တယ်ဒါမို့လားလေငေးရုပ်ဆိုတာမပြောက်ဘူးလေမြင်တာနဲ့ငေကျိုးငယ်တာအားလုံးပေါ်တယ်လေဟာဒါနဲ့နောမီကိုဝိုင်းပြီးတော့ကြိုးဆိုကြတာအာနောမီပြန်လာပြီဒါမဲ့ဘမလဲသားတယ်ဘမလဲအလင်ရောက်ကြတယ်မရှိတော့ဘူးမရှိတော့ဘုရားတခင်ကတဲ့ငါ့ကို စိုးတဲ့အရာနဲ့ပေးတွေ့စီပြီတကယ်တော့ဖခင်ပေးတွေ့ကြလားသူကိုယ်နဲ့ရွေးချယ်ထားလားအဲယုံကြည်သူတွေရဲ့အကျင့်ကအတိုင်းနော်အိုးကိုလှုပ်ချင်ရာလှုပ်ပြီးတော့အမားတစ်ခုကြုံလာခဲ့လို့ရှိရင်ဘ누구အပြစ်တင်လဲဖခင်ကွာမလှုပ်တာလည်းမသိဘူးဒါပေမဲ့စသွားတဲ့အချိန်မှာဖခင်ကသွားလာဟုတ်မဟုတ်တော့အခုအတိဆုံးဖခင်ကတော့မသွားဘူးလမ်းကိုကိုကိုရဲ့ရွေးချယ်မှုနဲ့ကိုသွားတယ်မားရင်ဘ누구အပြစ်တင်လဲဖခင်ကအပြစ်တင်တယ်ငါ့ကိုနောမီလို့မခေါ်နဲ့နောမီဆိုတဲ့အသိပဲကအချိုးတဲ့မာရလို့ပဲခေါ် အရန်ခါသည်ရတဲ့ကြောင့်ငါ့ကိုနာမည်အောင်ပြောင်းပြလိုက်တော့ကွာတော့မျိုးမဟုတ်ဘူးအခါလို့ပဲကြောင်းပြလိုက်ကြည်အစ်ဒီလာလူမျိုးတွေမှာကလေသူတို့ထုံးစံတစ်ခုရှိတယ်အဲ့ဒါကသူတို့လယ်ပဲဆိုက်ဆိုက်စဘာပဲဆိုက်ဆိုက်အတီးအနံကြိုက်တဲ့လောက်ဆိုက်ဆိုက်ထားတဲ့အတီးအနံတွေကိုရိတ်သိမ်းတဲ့ကာလာရောက်လို့ရှိရင်ဒီအကုန်မရိတ်ဘူးသူတို့ကခြံထားရစင်ရသားတွေစားဖို့ညက်တွေစားဖို့အဲသူကခြံထားရအဲ့လိုခြံထားရင်ကောင်းကြီးဖြစ်တယ်သူတို့ကလေ သူတို့နိုင်ငံမှာဆင်းရဲသားတွေကိုအလကားကြည့်တယ်သူအဲ့လိုပေါ့နော်တခြားသူတွေစားလို့ရအောင်ကြည့်တာဒါပေမဲ့ဒီနေ့ခင်မှာတော့ဆက်တွေပေါ်လာတော့လေအဲ့ကောင်းကြီးမရတော့ဂျင်းအပြောင်ရိတ်တာဆက်ကဟောလုံးဝတကယ်ဟောလူလည်းတက်တာတယ်အလုံးအလုံးလက်မဲ့တွေလည်းများလာတယ်ဟုတ်လားဟောနော်ဒီနေ့ခင်ကမလွယ်ဘူးဒါပေမဲ့အဲ့ဒီအဲ့တုန်းကဆင်းရဲသားတွေအတွက်ခြံပေးရတယ်ရူတာကောက်တင်ပကောက်တဲ့ကောက်ပြီးမှအဲ့ရတဲ့ကောက်တင်တွေကိုစပါးဆက်မှာကြိတ်မင်းတို့အဲ့အရာတွေစားပြီးမှရက်တည်ကြတယ်အဲ့ဒါလိုပဲပေါ့ဒါပေမဲ့ တရက်ကြတော့ရူတာကလေစဘာကောက်ရင်အဲ့လိုစဘာအကြံလေးတွေကောက်ရင်နဲ့ကျန်းစာမှာတိတိကျကျရေးထားရယ်နော်ကောက်ရင်ကောက်ရင်နဲ့တထေးဘောစာရဲ့လေထဲမှာအမတ်တမဲ့နေရာကြအဲ့တော့တမင်ကသွားတာမဟုတ်အမတ်တမဲ့နေရာကြဘောစာကကြည့်လိုက်တာဟာဒီကောင်မလေးကထူးဆန်းတယ်ဘလို့ကောင်မလေးလေဟာအဲ့ဒါနောမီရဲ့ထွေမရူတာ तू ကမောဖမျိုးလေ तू ကမုတ်ဆုံးမဩဟုတ်လား ါဆိုလေကိုခေါ်လိုက်ငါစီကိုခေါ်လိုက်ခေါ်ဘေးကလာလေမျိုးတွေဆက်တာပေါ့အဲ့ဒါနဲ့ဩဘောဇာကပြောတယ်နောက်ရကြရင်သူများလေကိုတော့မကောင်းဘူးငါရဲ့လေကိုပဲကောင်းပြောငါတိုက်တဲ့ငါတောက်တဲ့ရေကိုတောက်ဟာသူကောင်းအောင်ပြုစုတယ်ကြားစားမှာနည်းနည်းကြော်ပြီးတော့ပြောလိုက်ကဲဒီနေ့ရုဒ္ဒရေနင်လေတဲ့ကိုမသွားနေဒါမှညရောတော့နင်လေတဲ့ကိုပြန်သွားညရေးသွားမှာမလို့လို့ရေတွေပါတယ်ချိုးအလှတွေပါတယ်ပြင်ပြီးမှဘောဇာအိတ်တဲ့တဲတဲ့ကိုသွားလို့ပြောတာ ရုဒလေးတခေါမငင်အလားပြင်းနေရခမပြောတဲ့အတိုင်းလေနော်အလားပြင်းနေတခါတဲ့ရခမပြောတဲ့အတိုင်းသွားလေတဲ့မှာအေးညတကောင်ရောက်တော့ဘောစာကသူ့ခြေမှာလူတယောက်ရှိတယ်ဆိုခံစားအောင်နော်ခြေတော့ဆန်းတော့ထိုးမိတာနေမှာပေါ့တိုက်မိတာနေမှာပေါ့မကျန်းစားမှာအဲ့လိုတော့မရတာကျွန်တော်ပြောရတော့ဒါပါတင်မစ်ဖတ်နေဦးမယ်တိုက်မိတော့လန့်လို့ဘာတူလဲဟာရုဒဘာကြောင့်မလို့အဲ့ရတဲ့မှာရောက်နေရလဲရုဒကပြောတယ်ဟာကျွန်မကိုတိမ့်မှာ အဲ့ဘောစားအကိုမသိမ့်မိုက်ပဲနဲ့ဒီမိမောင်ငါသိမ့်လို့မရအကိုကိုအရင်မေးဦးမယ်နော်အဲ့တော့ဒီညတော့ဒီမှာပဲအိတ်လိုက်တော့အဲ့စစ်နေနော်မနဲ့အစောလူတွေမမြင်ခင်မှာထသွားလူတွေမြင်လို့ရှိရင်နင်းနဲ့ငါနဲ့ကဘာလားညာလားဆိုပြီးတော့နော်အိတ်တလာလူမျိုးတွေကသူတို့ကလက်မထက်ပဲနဲ့အိတ်လို့ရှိရင်အဲ့ဒါဂဲနဲ့ပေါက်တက်ခံရတတ်တယ်အခမ်းမသိရင်လေဂဲနဲ့ပေါက်တက်ခံရတတ်တယ်ဒီနေ့ခေတ်ကတော့အေးစီပဲယုံကြည်သူလဲတင်းငုံနေစမ်းသေးအော်အားပါရဝက်ရှစ်လုပ်ပြီးတော့ညကြတော့ဟုတ်တယ်ရောက်တော့ဘာလို့မသိဘူး နော်အာလူမျိုးကိုပြောတာမဟုတ်ပါဘူးဘာတို့မှပြောတာမဟုတ်တချို့ရှိရလေအော်ရှင်နေအာမျက်ရည်နဲ့ကြာခါကျရင်ဘားထဲမှာလည်းမျက်ရည်ကြာအရက်တောင်ရင်လည်းဤစားဟောင်းလွမ်းလုံးငူတာအဲတချို့ရှိရတက်ဖျားချောင်းမှာကိုယ်ွယ်တဲ့အတိုင်းဟွန်ပါလေသွားခံစားနော်လွယ်ဘူးလွယ်ဘူးဒီနေ့ကအဲ့ဒါနဲ့ဘောစားကဘုဒ္ဓကိုတိမ့်ပလိုက်တယ်နော်သူရင်သူရှင်းပြောမယ်ဆိုအဲ့တော့နောက်ဆုံးဘောစားကနေပြီးမှရူတာနဲ့မွေးလာတဲ့သားကဘာတူလဲဆိုတော့ဟောဘက် နော်ဩပတာရေရှဲရေရှဲသားကအဲဒါဝိတ်မကြည့်ဒါဝိတ်မင်းကြီးထိပောင်းပေါ်လာတယ်အဲ့တမာကျန်းစာမှာလေတမာကျန်းစာမှာတဘာအမျိုးသားရဲ့နာမည်မပြောနဲ့သူတို့အေဒလာလူမျိုးအချင်းချင်းထဲမှာတော့မှအမျိုးသမီးနာမည်ဆိုတော့မဖော်ပြဘူးသူတို့ကလေမျိုးသမီးနာမည်ဆိုတာမဖော်ပြဘူးသူတို့ကတိုက်ပြီးမှဟိုခွဲခြားတာတော့မိမဆိုတာဘလူပညာဖြစ်ရမယ်ခွဲခြားဒါပေမဲ့ရူတာကကြည့်တဘာအမျိုးသားလည်းဖြစ်သေးတယ် မိမသားလည်းဖြစ်သေးပေမဲ့ဖယားကိုသူရွေးချယ်လိုက်တဲ့အခါမှာဒီနေ့ကျွန်တော်တို့တောင်မှပြန်ပြီးတော့သူ့ရဲ့အကြောင်းကိုပြောနေရတယ်။နှစ်တည်းအများကြီးကြာခဲ့ပြီကြည်။သူဖယားကိုရွေးချယ်တဲ့အခါမှာကျွန်တော်တို့သူ့ရဲ့အကြောင်းကိုမလုပ်နေရလဲ။ဟာပြောနေရတယ်ကြည်နော်။ပြောနေရတယ်။အဲ့တော့ရှင်မတ်တဲခရစ်ဝင်ကျမ်းအခန်းကြီး3လေးရူတာတို့ဘောဇာတို့ကနေဘ누구မွေးလာလဲ။အော်ဘတ်မွေးလာတယ်။အော်ဘတ်သားရေရှဲရေရှဲသားကဒါဝိမင်းကြီးအဲ့ကနေတစင်းတစင်းတစင်းမွေးလာလိုက်တာ။ မွေးလာပြီးမှအခန်းငယ်16ကိုရောက်တဲ့အခါမှာယာကုပ်မြင်တော့တာမာရီမာရီရဲ့ခင်မွန်းယောသက်အဲ့မာရီကနေပြီးမှဘသူမွေးလာလဲခရစ်တော်ဟုခေါ်ဝေါ်တမုတ်တော်ယေရှုမွေးလာကြည့်နော်ရူတာဖခင်ကိုသူရွေးချယ်တဲ့အခါမှာရူတာအဖြစ်ခေါင်းကြီးတွေဖြစ်လာတယ်ကြည့်ကောင်းကြီးတွေဖြစ်လာတဲ့သူ့အားဖြင့်မွေးလာတဲ့ဒါဝိမွေးလာတဲ့ဒါဝိကနေကျွန်တော်တို့ကိုကယ်တင်ပေးမဲ့သခင်ယေရှုဘယ်မျိုးရိုးထဲကလာလဲ ရုတမျိုးတွေကလာရုတဆိုတာဘာမျိုးတပားမျိုးတပားမျိုးသားဆိုတာဣတရလူမျိုးတွေရဲ့ချစ်ချစ်တာခံရလားမုန်းတာခံရလားမုန်းတာခံရတယ်တို့ပေမဲ့ဖះကိုသူရွေးချယ်လိုက်တဲ့အခါမှာလေသူ့ကိုမုန်းတဲ့အမျိုးတော်မှသူ့ကိုပြန်ပြီးဝင်ခံရအာမင်ကြည့်နော်ယေရှုခရစ်တော်လေကျွန်တော်တို့ကိုကယ်တင်မဲ့ယေရှုခရစ်တော်သူ့အမျိုးတွေကနေမွေးဖွားလာကြည့်အဲ့တော့ဖះကိုချစ်ပြီးရွေးချယ်တဲ့တားဆင်မြစ်ဆက်ဘလောက်လဲအထောင်အတောင်ဂျေဆုပြုတဲ့ဖះဖြစ်တယ် အဲ့တော့ဒီနေ့တင်တဲ့ကျွန်ုပ်လည်းဘုရားကိုရွေးချယ်တော်မျိုးရိုးဖြစ်ပါစေ။အာမင်။ကျွန်တော်တို့မိဘတွေကတော့မသိခဲ့ဘူး။ဒါပါတော့သူတို့မသိခဲ့လို့သူတို့မပြောတော့နဲ့။ကျွန်တော်မိဘဘာရွေးချယ်ခဲ့လို့ကျွန်တော်တို့ဒီလိုခံရတာအပြစ်မတင်တော့နဲ့။ဒီနေ့တင်သိပြီလားနှုတ်ကပတ်တော်။တင်သိပြီဆိုရင်တင်ရွေးချယ်။ဘုရားခင်ကတင့်ရဲ့မျိုးဆက်ကိုကောင်းချီးပေးခြင်းနဲ့ဘုရားဖြစ်တယ်။အာမင်။